စပယ်ပင်၄ပါရှင်ဒီစပယ်ကတော့ကျမတို့စပယ်ပန်းနေရလေသူကဟိုကြက်ယုံစပယ်တို့ရိုးရိုးစပယ်တို့အိုးဘုတ်စပယ်တို့ပေါ့နော်အဲ့မှာလဲစပယ်မှာလဲတစ်ထက်စပယ်လေးကြီးလဲရှိတယ်စောင်းစပယ်လေးတွေအဲအဲ့လိုမျိုးပေါ့နော်စပယ်ကလဲအမျိုးတွေအများကြီးရှိမှာပါအဲ့ဒီအများကြီးတွေကဒီစပယ်လေးကတော့ ိုးပုံစပယ်လေးပါရှင်အဖူးလေးတွေကသူ့ရဲ့အဖူးတွေကတခြားစပယ်တွေရဲ့အဖူးတွေနဲ့မတူပါဘူးရှင်အဖူးအပွင့်နေရာအဖူးရဲ့အဖူးကလည်းတခြားစပယ်အဖူးတွေနဲ့ပေါ့နော်ကျမတို့ကြက်ယုံစပယ်တို့ဗိတ်စပယ်တို့တဲ့အဖူးကြီးကလည်းကြီးတယ်ပွင့်လာတဲ့အပွင့်ကလည်းလက်မနီးပါးလောက်ရှိပါတယ်ဒါကတော့သူ့ရဲ့ပင်စီလေးပါ ပင်စီလေးတွေပါရှင်အဲ့လိုမျိုးပေါ့လေပင်စီလေးတွေကလည်းသူကဟိုပင်လက်မျိုးပေါ့နော်ပင်ငယ်မျိုးဆိုတော့အဲဒီလိုမျိုးလေးတွေနဲ့အိုးလေးတွေနဲ့ထည့်ဆိုင်လို့လည်းရပါတယ်ရှင်ကြောက်အိုးလေးနဲ့ဆိုင်လို့ရပါတယ်အဲ့ဒီမှာသူကအပွင့်ကြီးရအကြီးကြီးတွေပဲနောက်တစ်ခါအပွင့်လည်းကြီးတယ်လို့ပဲရနှက်ကလည်းမွေးပါတယ် အဲဒီသူ့ရဲ့ယဉ်ဏ်လေးဟာရရှိသူအပေါင်းမှာစိတ်အေးချမ်းမှုကြည်နူးမှုကိုရရှိစေပါတယ်။နည်းနည်းချင်းအိပ်ရာထားတဲ့အချိန်လေးမှာစပယ်ပန်းလေးပွင့်နေတဲ့ယဉ်ဏ်လေးဟာတကယ်ကိုตายาเอเจนต์เสียกาวเนี่ยยินแหนลีบายาชีเสียดาဖြစ်ပါရဲ့ရှင်เอตุ้ยရဲ့အရွက်ကလေးတွေကိုလည်းစံစည်းကြီးလောင်းပေးလို့ရှိရင်ပို့ပြီးတော့လည်းအပွင့်ပွင့်มาတယ် ဆန်စည်းရီကိုကျမတို့ဟိုပေါ့နော်ဟိုယနေ့ရတာယနေ့လောင်းပေးရမဟုတ်ဖ ೇನೆ ရနေနေလေးဟို3လ5ရက်ထားပြီးมาပေါ့နော်ဒါထားပြီးတော့มาလောင်းနေဆိုရင်ပူလည်းရက်နဲ့မွေးတယ်အဖူးတွေလည်းအများကြီးထွက်ပါတယ်ကြီးပါပဲကြီးပါအောင်လက်မနဲ့ဟိုပဲလက်မနဲ့ဒိုင်းနာဟိုပဲလက်မနဲ့ကိုကြီးနေပါတယ်အပွင့်ကနှင်းစီပွင့်အငယ်စားလောက်ကလေးဟိုပဲသူ့ရဲ့အပွင့်ကဟိုဖြစ်တာပေါ့နော် ကြီးတာပေါ့နော်ထွားကြိုင်းတာပေါ့လေအဲဒါသူ့ရဲ့အိုးဘုတ်မျိုးဝါကိုပဲထွားတာပါအေးရွက်ကလေးတွေကလည်းစိမ့်ကြီးပြီးတော့အပွင့်တွေကလည်းတကယ်ကိုမြန်မြန်ဆိုင်ဆိုင်နဲ့အစင်းလည်းရှိတယ်ရနံလည်းရှိတယ်အဲအားလုံးပြည့်စုံနေပင်နေပါရှင်အဲသူတို့ကဒီလိုမျိုးပေါ့နော်ဒီစောင်းကုံຫນွေမာလည်းပွင့်နေ မိုးမှလည်းဆက်ပြီးတော့ပြည့်နေပင်လေးဖြစ်ပါလေရှင်။အဲဒီပင်လေးတွေကိုစိုက်ပျိုးခြင်းအပြင်ဒီစိတ်ကြည်နှမှုရတာကိုရရှိပါစေလို့ကြည့်ရှုသူအပေါင်းကိုပြတာပို့ပါလေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။